အလုံးဝမင်္ဂလာပါချစ်မဲ့ဘလော့ဂါလေးပြန်လဲကြိုဆိုပါရစေဒီဒီဗီဒီယိုမှာကျွန်တော် knowledge sharing လုပ်ပေးသွားမယ့်အကြောင်းလေးကတော့စင်ကာပူအလုပ်လာလုပ်မယ်ဆိုရင်ရွေးချယ်လို့ရမယ် job position တွေကဘယ်နှခုရှိရလဲဆိုတာနဲ့ပတ်သက်ပြီးတော့ knowledge sharing လုပ်ပေးသွားမှာဖြစ်ပါတယ်ဆိုတော့ဘာလို့နဲ့လာရမယ်မသိတဲ့လူတွေစင်ကာပူမှာအလုပ်တွေဘာလုပ်တွေရှိလဲဘယ်လိုလုပ်တွေနဲ့လာရမလဲမသိတဲ့လူတွေအတွက်ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ရှုပေးပါကျေးဇူးပါအနေနဲ့စင်ကာပူကိုအလုပ်လာလုပ်မယ်ဆိုရင်ရွေးချယ်လို့ရမယ် job position တွေက 2000ကျော်ရှိပါတယ်ပေါ့နော်ဟိုကြားလိုက်တာနဲ့ဝါ2000ကျော်ရှိတယ်လို့ကျွန်တော်ကိုယ်တိုင်လည်းအရင်ကမသိပါဘူးဒါပေမဲ့ကျွန်တော်ဒီကွာကို research လုပ်တယ်ပြီးတော့လိုက်ပြီးတော့မေးကြည့်တယ်လိုက်ပြီးတော့ကျွန်တော်ဒီ ChatGPT မှာလည်းလိုက်မေးကြည့်တဲ့အချိန်မှာ job position ပေါ့တကယ်ကို2000ကျော်ရှိပါတယ်ဆိုတော့အဲ့ဒါတွေကိုအသေးစိတ်ခွဲထုတ်လိုက်တဲ့အချိန်မှာ၅မျိုးပေါ့နော်တိုက်၅မျိုးရှိပါတယ်အဲ့တိုက်၅မျိုးထဲမှာကိုယ့်ရဲ့ဒီကိုလာခြင်းနဲ့ကိုယ့်ရဲ့ qualification နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ဒီပညာရေးခြင်းနဲ့ပတ်သက်ပြီးတော့လည်းရွေးချယ်လို့ရတယ်ပေါ့နော်ဆိုတော့အဲ့ job position အဓိက main ၅မျိုးကတော့ကျွန်တော် construction work manual work ပေါ့နော်နံပါတ်1ကကျွန်တော်ဒီ manufacturing or factory နံပါတ်3ကတော့ကျွန်တော် service industry နံပါတ်4ကတော့ကျွန်တော်ဒီ office based job ပေါ့နော်ကျွန်တော်ဒီ higher skill level job နံပါတ်5ကကျတော့ကျွန်တော် professional ဘိုင်းပေါ့နော်ကျွန်တော် engineer ဘိုင်းပါညာပေါ့နော်ဆိုတော့အဲ့၅ခုမှာကိုယ့်ရဲ့ကြိုက်တဲ့ position ကိုထပ်ပြီးရွေးချယ်လို့ရပါတယ်ဆိုတော့အဲ့ဓာတွေကိုအသေးစိတ်ပြောပြမယ်ဆိုရင် နံပါတ်1အချက်ကိုစသွားလိုက်ရအောင်နံပါတ်1အချက်ကပါလဲဆိုရင် construction or manual work ဆိုတော့အဲ့ဒါဘာကိုပြောချင်တာလဲအဲ့ထဲမှာဘာ position တွေပါချင်တာလဲဆိုရင်အရင်ဆုံး construction work လို့ပြောလိုက်တာဖြစ်တဲ့အတွက်ကျွန်တော်စောက်လို့ရေးပေါ့နော်ကျွန်တော်ဒီ general worker ပထမအချက် general worker အနေနဲ့လာလို့ရမယ်ဒုတိယအချက်ကကျွန်တော် carpenter electrical ကျွန်တော်ဒီ plumbing welder ပြီးတော့ site supervisor safety ဒီ safety officer ပေါ့နော်ကျွန်တော် crane operator ဆိုရင်လည်းပတ်သက်ပြီးတော့ကျွန်တော် အများကြီးရွေးချယ်လို့ရတယ်နော်ဆိုတော့ဒီနေရာမှာပြောချင်တာက construction work တမားတွေဒီ construction နဲ့လာမယ်ဆိုရင်အ ਨੇ ဆုံးကိုမှ CIDI လက်မှတ်ရှိတယ်ဆိုရင်ပို့ပြီးတော့အလုပ်လာတာလွယ်ကူလိမ့်မယ်ပေါ့နော်ဒါနံပါတ်1အချက်ပါဆိုတော့နံပါတ်2အချက်ဖြစ်တယ် manufacturing factory ကိုသွားမယ်ပေါ့နော်ဆိုတော့ဒီနေရာမှာပြောချင်တာက manufacturing factory ဘောပါမင်းနဲ့ခြိုင်ထားတဲ့လူတွေဒီပထမဆုံးတစ်ချက်ကစက်ယုံမှာပဲအထိုင်လောက်ရပါတယ်ပြီးတော့ဘယ်မှမသွားရပါဘူး အလုပ်ချိန်တွေမှာဒီစက်ရုံမှာပဲအဓိကအထိုင်လောက်ရတယ်ပေါ့နော်အဲ့ဒါတွေကို manufacturing factory လို့ပြောပါတယ်ဆိုတော့အဲ့ထဲမှာဘာတွေပါမလဲဆိုရင်ကျတို့ဒီ warehouse assistant ပါမယ်ပြီးရင် magnet technician ပါမယ် shopee ပေါ့နော် shopee မှာကျတို့ parking ထုတ်တဲ့ staff ပေါ့နော် parking ထုတ်တဲ့ဝင်တဲ့အဲ့ဘိုင်းတွေပါမယ်ပြီးတော့ quality control inspector သူကဘယ်လိုမျိုးပြောချင်တာလဲဆိုရင် quality စစ်တာပေါ့နော်ဥမာဒီ Coca-Cola အချိုရည်ရဲ့ test ကိုစစ်တဲ့ဟာမျိုးအဲ့ဟာမျိုးပေါ့နော်အချိုရည်ရဲ့အရသာကိုစစ်တဲ့ဟာမျိုးအဲ့ဟာမျိုးကိုကျတို့ အဲ့ဒီ factory worker လို့ခေါ်တယ်ပေါ့နော်နံပါတ်3အချက်ကိုဆက်သွားလိုက်အောင်နံပါတ်3ချက်ကဖြစ်တယ်ကျွန်တော် service industry service industry ဘိုင်းလို့ပြောမယ်ဆိုတာ ਨੇ အရင်ဆုံးပြင်းပြင်းပါက cleaning ဘိုင်းပြန်ဒုတိယတစ်ချက်ကကျွန်တော်တို့ hotel အဲဒီ assistant ပေါ့နော်ကျွန်တော် waiter waitress ပြီးတော့ရင်အဲနောက်တစ်ခုဖြစ်တယ် delivery rider ကျွန်တော် kitchen kitchen assistant ပြီးတော့ရင် cook အာဒီစပုံမှုပေါ့နော် chef fine နဲ့လာမဲ့လူတွေအဲ့ဒါတွေအကုန်လုံးထဲမှာ service assistant တွေမှာပါတယ်ပေါ့နော်ကျွန်တော်ဒီ service industry တွေမှာပါပါတယ် ဆိုတော့ဒီနေရာမှာတခုပြောချင်တာကကိုကတကယ် delivery rider လုပ်မယ်ဆိုရင်တော့ဟို agency တွေချိန်မမိအောင်ဘောနော် agency တွေကကိုက delivery rider လုပ်ရမှာတခုပြောပါမယ်စင်ဦးမှာ delivery rider လုပ်မယ်ဆိုင်ကနေကိုကကိုလိုက်ပို့မယ်ဆိုရင်တေချာဘောက်ကိုက PR ဖြစ်မှရပါမယ် PR မဟုတ်ဘဲနဲ့ delivery ပို့မယ်ဆိုရင်တော့အော်ဒီကုမ္ပဏီကကာနေလိုက်ပြီးတော့စက်သားပို့ဝတ်တာပို့အဲ့လိုတော့ရှိတယ်ဘောနော်ဒါကတော့ delivery ဘိုင်းပေါ့ဆိုတော့ထားပါတော့ဒါအခုပြောသွားတာကတော့ service rider ဆိုတော့ဒီနေရာမှာအချင်းပြန်ချုပ်မယ်ဆိုရင်ခုနကကြောပဲ construction construction worker ဒုတိယတစ်ချက်ကျွန်တော်တို့ဒီ factory ပေါ့နော် factory worker တတိယတစ်ချက်အခုဖြစ်တဲ့ service industry ဒီ၃ချက်ကတော့ work permit နဲ့တရားပါဘူးလာလို့ရတယ် aspect ကတော့ကျွန်တော်ခုန site supervisor ပါညာနဲ့ပေါ့နော်ဒီ၃ချက်ထဲမှာပါတဲ့လူတွေအကုန်လုံးက work permit ပိုင်းနေ၁၀တန်းမအောင်လဲလာလို့ရတဲ့အလုပ်တွေပေါ့နော်ဆိုတော့၁၀တန်းအောင်ပြီးတော့လဲလာလို့ရပါတယ်အဓိကပြောချင်တာကဒီ၃ချက်ကဒီ네ပေ၃ခုထဲမှာရှိတဲ့ဟာကကျွန်တော်ဒီ၁၀တန်းမအောင်ဘဲနဲ့လာလို့ရတဲ့အလုပ်တွေဖြစ်ပါတယ် ဆက်သွားလိုက်ရအောင်အဲ့ဒါကတော့ဒီကိုက10တန်းအောင်မှလာလို့ရမယ့်အလုပ်တွေပြီးတော့နောက်တစ်ခုပွဲရမှလာလို့ရမယ့်အလုပ်တွေဆိုတော့အဲ့ဒါတွေကဘာတွေလဲဆိုရင်အရင်ဆုံး admin အာဒီ page admin ကျတို့ office admin အဲ့ဘိုင်းတွေပေါ့နော်ပြီးတော့ customer service အာဒီ sales assistant hr အာကျတို့ဒီအမျိုးမျိုးပေါ့နော်အဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ IT support marketing assistant ဆိုတော့အဲ့ဒါတွေကအများကြီးပါပဲဆိုတော့ဒါတွေကတော့သူ့ရဲ့ဒီ level က higher qualification ရှိရပါမယ်ဆိုတော့ပညာရေးချင်းအမြင့်ရှိရပါမယ်၁၀တန်းအနည်းဆုံး၁၀တန်းအထက်မှာရှိရပါမယ်ဆိုတော့ဒါကနံပါတ်၄အချက်နေနံပါတ်5အချက်ကတော့ professional ပိုင်းဆိုတော့နံပါတ်5အချက်ကတော့ professional ပိုင်းမှာဆိုတော့ဒီ professional ပိုင်းလို့ပြောလိုက်ပြီးဆိုတာနေတည်ကြပါဘွယ်ရဖြစ်ရမယ်ဒုတိယအချက် skill ဖြစ်တယ်ကျတော့ဒီ language ကို force skill တက်ရမယ်ဆိုတော့ဘာသာစကားတစ်ခုတည်းမရပါဘူးဆိုတော့ကိုကိုလုံးမဲ့ company က ဥပမာ UK နဲ့ဆက်သွယ်တယ်ဒါပေမဲ့ကိုယ့်ရဲ့ဒီအကြီးပိုင်းကတရုတ်စကားဆိုရင်တရုတ်စကားကိုကျွန်တော်စင်အင်္ဂလိပ်ကို UK ကိုတက်ရပါမယ်ဆိုတော့ professional ဘိုင်းဖြစ်တဲ့အတွက်တရားပွဲပွဲရလိမ့်မယ်ဘာလို့မျိုးပြောရလဲဆိုတော့ software engineering IT တွေပြီးတော့အရင်ကျွန်တော် business management နဲ့ပွဲရပြီးရလူတွေ service engineer တွေ project manager တွေ accounting အာပြီးတော့ net ဆိုတဲ့ဒီကျွန်တော်ဘောနော် net အမြင်ပိုင်းရထားတဲ့လူတွေအာဒီ net အကူတို့ဘာလို့လဲမရအောင်ပေါ့နော်ပြီးတော့ teacher ဆိုလဲလုံးဝဒီပွဲ ရပြီးသားလူပွဲလုံးဖြစ်နေတဲ့လူတွေနဲ့မှပတ်သက်ပြီးတော့မှခေါ်လေးရှိတဲ့အလုပ်တွေဖြစ်ပါတယ်ဆိုတော့ဒီအလုပ်တွေကတော့ခေါ်စားတော့များတယ်ဒါပေမဲ့မြန်မာပြည်ကရှောက်တဲ့လူနည်းတယ်ပေါ့နော်ဆိုတော့ထားပါတော့ဒီအလုပ်တွေခုနကကျွန်တော်ပြောတဲ့ higher scale level job ဖြစ်တဲ့ဒီ job position နှစ်ခုကတော့တေချာပေါက်10%အောင်ရမယ်အနည်းဆုံး10%အောင်ရပါမယ်ပြီးတော့ရင် language ကိုမရမကတေချာပေါက်လုပ်ကိုလုပ်ရမယ်ဘိုင်းနေပေါ့နော်ခုနကကျွန်တော်အထက်မှာပြောသွားတဲ့၃ position ၃ခုကတော့ကျွန်တော်ဒီ construction အာဒီ factory ဘိုင်းနေပြီးတော့ service industry ဘိုင်းနေဒီ industry ဘိုင်းနေကတော့ language ကိုအရင်စူးစမ်းစရာမလိုပါဘူး။ကိုကနောက်ပိုင်းဖြည်းဖြည်းချင်းမှသူ့ဟာသူအနေသားကြသွားလိမ့်မယ်ပေါ့နော်။အခုကျွန်တော်အခုတော့အခုနံပါတ်၄နဲ့နံပါတ်၅အချက်ဖြစ်တဲ့ higher skill level တွေကတော့တေချာပေါ့ language ကို full skill တင်ကိုတင်ရပါမယ်ပေါ့နော်။ဆိုတော့အကုန်လုံးခြုံငုံပြီးပြောရမယ်ဆိုရင် position ပေါင်း2000ကျော်ရှိကြမှာလို့ကြိုက်တာကိုရွေးချယ်လို့ရပါတယ်။အဓိကတော့ကိုယ့်ရဲ့ qualification ဖြစ်တဲ့ပညာရေးနဲ့ပတ်သက်ပြီးတော့ ကိုကိုကိုပေးနေရမှာကိုကကျွမ်းကျင်တာလေပေးနေရမှာကိုရဲ့ပညာရည်အချင်းကတင့်တော်ကိုင်းညီတာလေဆိုတာနဲ့ပတ်သက်ပြီးတော့မှရွေးချယ်ဆုံးဖြတ်ပြီးတော့လာလို့စီချင်ပါတယ်ဗျာ။ဆိုတော့စင်ကာပူကိုလာပြီးတော့အလုပ်လာလို့ရှင်နေ position ဘိုင်းမသိဘူးဆိုရင်တော့ကျွန်တော်ခုပြောပြတဲ့လောက်တော့တော်တော်လေးတည်သွားလောက်ပြီလို့ထင်တယ်ဗျာ။ကျွန်တော်လည်းတော်တော်မောသွားတယ်။ဆိုတော့အဓိကပြောချင်တာကဖြစ်တင်တာမဖြစ်နိုင်တာတွေအဲ့ဒါတွေကိုသိချလေ့လာစဉ်းစားဆုံးဖြတ်ပြီးမှလာပါ။ဟို agency ကိုဘုံစားဆိုပြီးမှယုံပြီးတော့မလာပါနဲ့။ဆိုတော့ဒီဒီဗီဒီယိုတော့လောက်ပါပဲ။ ဆိုတော့ job position 2000ကျော်ရှိတာကိုမှကျွန်တော်လာပြီးတော့ဘာ position တွေရှိလဲလို့မေးချင်တယ်ဆိုရင်တော့ဒီ video ပဲကြည့်လိုက်ပါဆိုတော့နောက် video မှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်